ကျော်ကြီးဆိုတဲ့အကောင့်ပိုင်ရှင်ကဖုံဖုံဖျားတပြည့်တော်တောင်းသူအလုံနဲ့အသက်မွေးဝမ်းကြောင်းပြုလာတာတပြည့်တော်အသက်38နှစ်ရှိနေပါပြီဖျားတကယ်လို့ရင်တကယ်ဖြစ်ပါရဲ့လားဆိုပြီးတော့အရက်ကြွေးတရတကြားဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးဖို့ထားတယ်တကယ်ဖြစ်ချင်းတကယ်လို့အဟုတ်ဖြစ်ရမယ်ဆိုပေမဲ့လည်း အရာရာတိုင်းတော့လေဖြစ်မယ်မဟုတ်နိုင်ပါဘူးဥပမာအမေဘိုက်ထဲကစွန့်အားနားမကြားတွေဆိုရင်တရားရဖို့မဖြစ်နိုင်ဘူးလို့ဆိုသလိုပေါ့ဒါပေမဲ့လေစီးပွားရေးအောင်မြင်အောင်လုပ်တာကတော့တကယ်လို့ရင်တကယ်ဖြစ်နိုင်တယ်လို့အများဆုံးယုံတယ်လို့ပြောချင်ပါတယ်တောင်သူအလုံးနဲ့အသက်မွေးဝမ်းကြောင်းပြူလာတာ 38နှစ်တောင်ရှိနေပြီ ခုထိမအောင်မြင်ဘူးဆိုတဲ့သဘောပါပဲစိတ်ထဲပေါ်လာတာလေးပြောရရင် အောင်သမာဓိရွှေဆိုင်ပန်းရှင်ဥအောင်ကဝရိယနဲ့စောစောထားပြီးတော့အလုပ်တွေကြိုးစားရင်အောင်မြင်တယ်လို့ပြောတော့သူသားကစောစောထားလို့အောင်မြင်တယ်ဆိုရင်ရက်ွက်ထဲကပဲဖြုတ်တဲ့မိမကြီးအစောကြီးထထပြီးပဲဖြုတ်တာချမ်းသာလာမှာပေါ့လို့ပြောတယ်လို့ ကြားလိုက်မိဘူးတဲ့ရက်ွက်ထဲကပဲပြုံတဲ့မိမကြီးကစောစောထားပြီးတော့အလုတ်လုတ်တယ်ဆိုပေမဲ့လေသူလုတ်တဲ့အလုတ်ကရက်ွက်ထဲကလူတွေလောက်စားမဲ့ပဲပြုတ်တဲ့အလုတ်ကိုလုတ်တာကိုချမ်းသာအောင်မြင်တဲ့အထီတော်လေဘယ်ရောက်မလဲပေါ့ဒါပေမဲ့ပဲပြုတ်တဲ့အချင်းချင်းထဲမှာဆိုရင်တော့စောစောထားပြီးတော့စောစောရောက်နိုင်တဲ့သူက အောင်မြင်နိုင်မယ်လို့စဉ်းစားမိပါတယ် ဒီလိုပါပဲတကယ်ကြိုးစားလုပ်တယ်ဆိုပေမဲ့လေကိုပိုင်ဆယ်ရီမြောင်းရီ မရှိဘဲနဲ့မိုးရီကိုပဲအာကိုစိုက်ပြိုးရတာမျိုးစိုက်ပြိုးလို့ဖြစ်ထွန်းလာပြီမဲ့လေကိုပိုင်ခိုင်မာတည်ငိမ့်တဲ့ဈေးကွက်မရှိတာမျိုးစတဲ့အဖက်ဖက်ကမပြည့်စုံမဲနဲ့ကြိုးစားရတာဆိုရင်တော့လေတကယ်လုပ်ပေမဲ့တကယ်မဖြစ်နိုင်ပါဘူးဘာကြောင့်မဖြစ်နိုင်တာလဲဆိုရင်ပြည့်ပြည့်စုံတဲ့လှုပ်ဆောင်မှုမဟုတ်လို့ပါပဲ။ စည်းဝါးရေးဆိုတာအဖက်ဖက်ကပြည်စုံမှလည်းအောင်မြင်နိုင်မှာပါဖတ်ဖူးတဲ့စာလေးတစ်ခုအမှတ်ရတာပြောရရင်စည်းဝါးရေးအောင်မြင်ဖို့ဆိုရင်တဲ့အချက်6ချက်နဲ့ပြည်စုံရမယ်လို့ဆိုတယ်နံပါတ်1အရင်အနည်းငွေရှိရမယ်နံပါတ်2ကိုလုတ်တဲ့လုပ်ငန်းရဲ့ကုန်ချမ်းပစ္စည်းရှိရမယ်နံပါတ်3အလုပ်သမားတွေရှိရမယ်နံပါတ်4 အလုံးလုံးတဲ့စက်လဲရှိရမယ်။နံပါတ်5လုံးတဲ့ဤပညာလဲရှိရမယ်။နံပါတ်6ကိုလုံးလို့ဖြစ်လာမဲ့ပစ္စည်းတွေကိုရောင်းရမယ်ဈေးကွက်လဲရှိရမယ်လို့ဆိုတယ်။ဒီ6ချက်နဲ့ပြည်စုံမှာစီးပွားရေးကအောင်မြင်နိုင်တယ်လို့တွေ့ဘူးတယ်။ဖုံဖုံတည်ဘူးကြားဘူးတာလေးတစ်ခုကိုပြောရရင်ရွာတရွာမှာစီလွန်ချီတဲ့တွေကိုရက်လုတ်တဲ့လုပ်ငန်းလုပ်ကြတယ်။နံပါတ်1ဖြစ်တဲ့အရင်အနည်းငွေ အဲ့ဒီရွာမှာရင်းနှီးမှုငွေမရှားကြဘူးအားလုံးငွေရှာလို့လွယ်ကြတယ်လို့ဆိုရမယ်ငွေချေးတဲ့လူတွေရှိတယ်ဒါကြောင့်အရင်အနည်းငွေနဲ့ပြည့်စုံပါတယ်နဘာနှစ်ကုံရမ်းပစ္စည်းဆိုတာကလည်းမန္တလေးတရုတ်တန်းကိုသွားပြီးတော့စီလွန်ကြီးတွေသွားဝယ်ရင်ပေါ်ပါတယ်ရွာကနေလှမ်းပြီးမှားရင်တောင် အရောက်ပို့တယ်ဒီတော့နဘာနှစ်ဖြစ်တဲ့ကုံရမ်းလဲပေါ်တယ်လို့ဆိုရမှာပါပဲနဘာ3အလုသမား အလုသမားကလည်းရွာက လူတွေရောရွာနီး60ဆက်ကလူတွေရောအလုလုချင်းတဲ့အလုသမားတွေရှိတယ်လို့ဆိုရမှာပါပဲနာပါလီလုတ်တဲ့ဆဲတဲ့ရကန်းရဖို့ရကန်းစင်တွေလဲဝယ်လို့လဲရတယ်ကို့ဘာသာကိုလက်သမားတွေနဲ့လုံးလို့ရတဲ့ဆက်တွေလဲရှိတယ်လို့ပဲဆိုရမှာပါနာပါ၅နီးပညာရကန်းရတဲ့နီးပညာကလည်း အခိုးကူတို့ဘဲတို့ကဆရာတွေခေါ်ပြီးတင်ယူလိုက်တော့တက်မြောက်သွားကြတာပါပဲနံပါတ်6နောက်ဆုံးအချက်ဖြစ်တဲ့ဈေးကွက်ဖြစ်လာတဲ့ခြေတွေကိုရောင်းเสียဈေးကွက် မရှိတော့နောက်ဆုံးအဲ့ဒီစီဝါရေးကြာရှုံးရတာပဲပြောချင်တာကတော့တကယ်လုပ်ရင်တကယ်ဖြစ်တယ်ဆိုတာကလုတာကြိုးစားတာတခုတည်းနဲ့တော့ဖြစ်မယ်မဟုတ်ပါဘူးလူခေါင်းကြိုက်အလုတ်လုပ်ရင် အလုတ်သမားပဲဖြစ်မှာတဲ့ အုံနှောက်ခရောင်းကြိုက်ပြီးလုံမလုပ်ငန်းရှင်ဖြစ်မှာဆိုတဲ့အဆိုအမိန်လေးလဲရှိဘူးတယ်ကာလဒေတာပုဂ္ဂလာဆိုတဲ့အရာတွေလဲတွက်ချက်တတ်ရသေးတယ်ရေခဲတောင်ကြီးရေခဲကြီးသွားရောက်လို့လဲဘလောက်ကြိုးစားကြိုးစားဖြစ်နိုင်မယ်မဟုတ်ဘူးပေါ့မိုးရွာတဲ့မိုးကိုမျောပြီးတော့အားကိုးပြီးစိုက်ပျိုးရတဲ့အလုပ်ဟာလဲမိုးမရွာရင်ကြိုးစားသမျှအလကားဖြစ်သွားနိုင်တယ် ုံဖုံတို့အရက်တွေမှာဆို တမိုးလိုအရက်လိုတောင် ပြောကြတယ်။နှာငင်းနေဆိုင်ပေါင်းတွေနှုတ်အပင်တွေလှနေပြီမဲ့ချောင်းရည်မြောင်းရည်မရှိတော့နှံသီးတွေအောင်မြင်ကနီးအောင်မြင်ဖို့တမိုးလောက်လေးလိုးလိုးပြီးတော့ဆုံရှုံသွားရတာတွေများတယ်။ဒါကြောင့်တမိုးလိုအရက်လိုတောင်ခေါ်ကြပါလေ။တချို့အရက်တွေကြတော့လေခရမ်းညင်နေဆိုင်လို့ခရမ်းညင်သီးတွေအထွက်ကောင်းပြီးတော့အများကြီးရပြန်တော့လေ။ ဈေးကွက်မရှိတဲ့အခါအားလုံးလွန့်ပြေးရတဲ့အနေအထားတွေအများကြီးတွေ့ဘူးတယ်။ဒါကခိုင်မာတဲ့ဈေးကွက်မရှိခြင်းကိုပြတာပါပဲ။ဒါကြောင့်ကိုသီးတလောက်လေးပြောရတာကညီကုန်းချုပ်ပြောရရင်တော့တကယ်လို့ရင်တကယ်ဖြစ်ပါသလားဆိုတာတကယ်လို့ရင်တကယ်ဖြစ်ပါတယ်လို့ပဲဖြေခြင်းပါတယ်။အောင်မြင်တာမအောင်မြင်တာကတော့အဖက်ဖက်ကပြည့်စုံခြင်းမပြည့်စုံခြင်း ကာလဒေသပုဂ္ဂလတွေကိုတွက်ချက်တက်ခြင်းနဲ့လဲဆိုင်တယ်လို့မြင်မိတယ်။ပဲပြုတ်တယ်လို့စောစောထားပြီးတော့တကယ်လုတ်ပေမဲ့လဲပဲပြုတ်တဲ့အလုံးမှုပဲပြုတ်တဲ့အောင်မြင်မှုလောက်ပဲရှိမယ်လို့မြင်ပါတယ်။ဘုရားကတော့သန္တဝတ္တောနာမကိင္ကံမနာတိစတိဖြစ်ခြင်းနဲ့စိတ်ဆန္ဒတွေအာကြီးပြီးတော့လုတ်ရင်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးတဲ့။ကြိုးစားအားထုတ်မှုတွေကောင်းပြီးတော့ကြိုးစားအားထုတ်မယ်ဆိုရင်လဲ ဝရိယဝတ္တောနာမကိင္ကံမနာသိစတိမပြည့်စည်မအောင်မြင်နိုင်မှုဆိုတာမရှိပါဘူးတဲ့ဏီကုံးချုပ်ပြောရရင် TV ဖန်သားပြီမော်မှာအယုတ်လေးတွေပေါ်လာနေဖို့ဆိုတာလျှက်စင်မီဂျိုးတခုတည်းလဲမူတီတာမဟုတ်သလိုဆက်ကက်လေးတပြားတည်းကြောင့်လဲအယုတ်တွေပေါ်နေတာမဟုတ်ဘူးကျိုးပေါင်းများစွာဆက်သွယ်မှုပေါင်းများစွာဆက်ကက်ပေါင်းများစွာဆက်သွယ်ပံ့ပိုးထားလို့သာ TV ဖန်သားပြင်ပေါ်မှာအယုတ်လေးတွေပေါ်နေတာပါလို့ဒီတိုင်းမှာပဲ အောင်မြင်မှုဆိုတာကလည်းအကြောင်းအရာပေါင်းများစွာနဲ့ကြိုးစားအားထုတ်ရတာပါလို့ပြောကြရဲနဲ့ဒီကုန်းချုပ်လိုက်ချင်ပါတယ်အားလုံးအားလုံးအောင်မြင်အောင်ကြိုးစားနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဒီကုန်းချုပ်လိုက်ပါတယ်